နောက်တနေ့နေနဲ့တွင်စီရင်ချက်ကိုတစ်ခေါက်ပြန်ဖတ်သည်တော်တော်လေးစကားအသုံးလုံးကုန်မှုတစ်လုံးတလေမျှမပြင်းမင်းကျွန်တော်စီရင်ချက်သည်တရားကြုံကြည့်အဝေးပန်းလွတ်ကောင်းပါ၏ထဲယုံကစောကြောလျင်ရင်းဆိုင်နိုင်သည့်စီရင်ချက်ဖြစ်သည့်ဖြင့်ကျေနပ်မိသည်ဆယ်နာရီတွင်ရုံးတူလာခဲ့သည်မောင်ကိုမာရီလန့်ဘတ်ချိုးဝင်မိသည်နှင့်လူကြီးကိုတွေ့ရသည်ဒီတစ်ခါတွင်မူဘယ်ဒီကင်သည်ပလေးအဆောင်အနေညာကိုပို့ချထားသည် ရန်ကုန်မြို့မှာပလေးအဖွဲ့အပြင်စစ်ပလေးများကိုပါထပ်ဖြည့်ထားသည်ရုံးတော်နဲ့မျက်နှာချင်းဆိုင်ကတ်တလစ်ဖျားရှိကိုကျောင်းထဲမှာလည်းစစ်ပလေးတဲ့အပြည့်ချင်နေသည်စေနာရီ45တွင်ခါတိုင်းလိုပင် ထောင်ကြီးမှ စင်ကူပူတာထွက်လာသည်ကိုတတိမမြင်ရသည်ပြည်တကာငင်းချက်သားကောင်းလာသည်အတန်တချက်ကလေးမှမထွက် စင်ကူပူတာရုံးထဲဝင်သွားသည်ကိုငင်းငင်းကလေးကြည့်နေကြသည်စစ်တပ်နိုင်တိတိတွင် တရခွင်တို့ကျွန်တော်ဝင်သည် အေးတထဲတွင်ပထမဆုံးသတိထားမိသူမှာမစ္စတာတော်ရကြီးဖြစ်သည်သူကောင်းတွင်ပတိစိတာပြီးအပေါ်ကအုတ်ထုတ်ပြူဆောင်းထားသည်ယခုလိုကျမ်းမာပဂတိရှိသည့်ဖြင့်ဝမ်းသာရသည်သည်အေးတက်ကိုယုံမင်းက စကားပြောရုံထုံးစံမရှိသည့်တိုင်သူ့အကြည့်ကိုစက္ကန့်ပိုင်းမျှရင်ဆိုင်လိုက်ရသည်သည်အစိုးရရှိနေကြီးမစ္စတာအက်ကသည်ကျွန်တော်ကိုစိတ်ချင်ပေါက်နေဟန်တူသည်စူးစူးဆန်းဆန်းကြည့်သည်ဘလို့စီရင်ကြံပြုတ်ထွက်လာမည်ကို သူကိုယ်တိုင်စဉ်းစားလို့ရဟန်မတူစင်ကိုပတာကိုယ်တိုင်လည်းညီတို့ညှောင်းလိုက်ရနေမသိတွေ့တွေ့ဝေးဝေးဖြစ်နေသည်သူသည်ရှင်းနေတယောက်ဖြစ်သည်သူဟောပြောချက်သည်တရားဥပဒေနှင့်စန့်ကျင်သည်ကိုမူသူသိသည်တို့တိုင်အောင် ကျွန်တော်ယုံကသူ့အားလွတ်ပြစ်လိုက်မည်ဟုသူထင်နေဟန်သူသည်အရေးကြီးသည်မှာဒီမူတဲကသူဘာများအနေရနိုင်မလဲထောင်ချမခံရဘူးဆိုရင်ကဘာမှအတိတ်ပဲမရှိ သူအားဖန်စီတရားဆွဆိုသည်ကို အိန္ဒိယရှိသူ့ရဲဘော်များကမိတို့မြမဝေပန်ရဲအမှုစစ်ဆင်းနေစေဖြစ်သဖြင့်ဒီတိုင်းကြည့်နေရတယ်တော်တော်လဲရုံရင်ဆန်ခတ်ဖြစ်ဒီကိုအကြောင်းပြုကမြမပလေးအဖွဲ့တည်အေဂျင့်စွာကြည့်ရှုနေတော့အိန္ဒိယတိုင်းသားတို့ကိုအကြမ်းဖက်နှိမ်နင်းသည်တရားကြောင်တကဝမှာရိုက်ထုတ်သဖြင့်ညစွာထိခိုက်ဒဏ်ရသည်ဟုဝေဖန်ပြစ်တင်သည်မြမပြည်မဲဆန္ဒနဲ့တခုကိုကိုစားပြုသည့်ဥပဒေပြုလွှတ်တော်အမတ်မစ္စတာမန်ရှိကဒေလီမြို့လွှတ်တော်နိုင် မေကွန်မောင်22ခုတက်မနေမင်းမြန်တီပလိတ်တစ်ဖွဲ့အပြင်စစ်တပ်ကိုပါခေါ်ယူနှိမ်နင်းသည်ဟု၍လဲသူကဆွဆဲသည်အကြမ်းမဖက်သည့်လူတို့ကိုစစ်ပလိတ်တို့ကရိုက်နှက်သည်မှာအင်အားသုံးချင်းဖြစ်သည်ရန်ရန်ဆိုင်ဆိုင်ပြုမှုကျင်းတာဖြစ်သည်ဟု၍လဲမရှိကဆွဆဲသည်သူတို့ဘက်ကမူအခွင့်အလမ်းရှိသည်ညအသုံးချကန့်ကွက်ချင်းတာဖြစ်သည်တို့တော့မထီရောက်လာပဲစစ်ပလိတ်ကိုအပြစ်ဖို့သည်မှာမဆန်းပဲတို့မှသာ သူတို့ရဲဘော်ကြီးအမှုကိုအာယုံလွှဲနိုင်ပြီဖြစ်တယ်။သို့တော့အကဲရွေတာစင်ကိုပတာပြစ်ဒဏ်ကြီးကြီးအစီရင်ခံရလင်မှုတိုက်ပွဲအတွက် လက်နက်ကောင်ရပ်သွားပြီဖြစ်တယ်။ဤသို့သောပြစ်ဒဏ်မျိုးကိုကကျွန်တော်မပေးနိုင်။နိုင်ထက်စင်းနေမတရားစီရင်ရာ ရောက်မည်။သို့နှင့်ကျွန်တော်ကိုယ်တိုင်စင်ကိုပတာအားဤသို့မေးသည်။အမှုစစ်နေတဲ့စောစောပိုင်းတော့ကကျွန်တော်မေးခွန်းတွေကိုခဏမဖြေဘူးနော်။ဟုတ်တယ်မဖြေဘူး။စင်ကိုပတာကပြန်ဖြေသည်။ ဒီမှာရုံမင်းကမေးသည့်မိကုန်တစ်ခုကိုယခုဖြစ်မိလေတာဖြစ်သွားသည်ကိုသတိထားလိုက်မိရန်တူသည်ဒီလိုဆိုရင်အခုခမည်းတော်စွတ်ချက်တင်မယ်ဟုဆိုကာသူဟောပြောချက်စကားများကိုကူကားပြီးစွတ်ချက်နှစ်ခုတင်သည်ယင်းတို့ရအကြီးညိုပြတ်မှုကိုကျူးလွန်သည်ဟုကျွန်တော်ပြောသည် ထို့နောက်ဤသို့ဆက်၍ပြောသည်ဒီစွတ်ချက်ကိုခမည်းဘက်ကထုချေဖို့ဆန္ဒမရှိဘူးလို့ကျွန်တော်နားလည်ရမှာလားဒီတစ်ခါတွင်မူစေကုပ္ပတာသည်အငိုင်းမိမခံတော့ပဲ ဟုတ်တယ်ဟုတ်ကဲ့မဖြစ်မိရန်တတိကြီးစွာထားနေတီမှာထင်ရှားတည်တာတယ်သူ့ကိုရုံတော်ကမတရားဖန်ဆီးစေတီကိုအတိမှန်မတွေ့တည်နေဖြင့်တစ်လျှောက်လုံးငြိမ်နေဖို့ကောင်းတယ်အမှုစစ်နေစဉ်ထောင်ထဲတောနေရတီမှာတက်တောင်တက်တာမရှိတော့လဲစစ်စေးရနိုင်မှုတရားမျက်တမှုရှိတီကိုကိုယ်တိုင်ကြုံတွေ့နေရလေရဒုံနိပါဝေမနေနိုင်အမှုစစ်စေးခြင်းတွင်မပါဝင်ဖဲလဲနေနိုင်တော့ပဲကျွန်တော်မိကုံများကိုဘာတစ်ခုမှမဖြစ်နိုင်ကြောင်းတမျိုးတဖော် ထုတ်ဖို့ဖွင့်ရလာရလေသည်ထို့နောက်စီရင်ချက်ကိုကျွန်တော်ကိုယ်တိုင်나이ဝက်ခန့်ပကြကအလုတ်ကျမ်းမပါပဲထောင်နန်းဆက်ရက်ချလိုက်သည်ကျွန်တော်စီရင်ချက်ကိုကြားလျင်စင်ကူပတာပြုံးနေသည်ရဲမှာအရှိန်နမိတ်ပြချင်းပင်ဖြစ်သည်အိန္ဒိယသတင်းစာအားလုံးလောင်ကျုံပြုံးကြရန်နမိတ်ပြချင်းပင်ဖြစ်သည်အေမှုကြောင့်သူ့မှာစွန်စားဝင်သည့်အာဇာနည်ပုဂ္ဂိုလ်ဖြစ်မလားနိုင်ငံရေးအရဘာမှအမျက်မရသို့တော်မြမအစိုးရကို ပြောင်းလောင်းရီမောနိုင်ရန်အကွက်ကောင်းရလာသည်အနည်းဆုံးအုတ်ချုပ်ရီအပိုင်းကိုရီမောနိုင်သည်တိုးတော်လဲဗြိတိရှတရားသူကြီးတယောက်ရုံးထိုင်သည့်ဗြိတိရှတရားကြုံကမူသူတို့မရီမောနိုင်ဗြိတိရှမြို့သားအလုံးကိုလည်းမရီမောနိုင်အင်္ဂလိပ်တရားကြုံတွေမတရားဘူးဟုဝေဖန်ပြောဆိုခြင်းမပြုနိုင်ထို့သဘောမျိုးပြောလျင်ကောင်းမည်ထို့ကြောင့်မစ္စတာစကူဒါတီပြုံးမိခြင်းဖြစ်လေသည်သူသည်နိုင်ငံရေးတတော်တယောက်ဖြစ်သည်လူတယောက်လည်းဖြစ်သည် တို့ဖြစ်ရသူပြောလွင်ဝါဒသဘောတရားအစွဲထက်ပို၍အတိတ်ပဲလေးနှစ်တိသဘောဆောင်သည်အကယ်၍6လသုံးမဟုတ်တနေ့ထောင်ချခံရပြီဆိုလျင်အဆင်မပြေရန်ကုန်ထောင်သည်သူ့အိုးသူ့အိမ်သူ့သားများနဲ့မန်ရှိရဝေးသည်ယခုမှဆယ်ရက်ထဲဖြစ်သည်ဖြင့်ဝမ်းသာကသဘောချနှစ်ချိုက်ပိတိဖြစ်ပြီးပြုံးခြင်းဖြစ်သည်တဖန်သူပြုံးရသည့်နောက်တစ်ချောင်းချီသည်ရင်းမှာသူနှလုံးသားသည်နွနွထွထွေးရှိတော်သောကြောင့်ဖြစ်သည်အိန္ဒိယတွင်ဗြိတိသျှတို့အုပ်စိုးသည်ကို ူကန့်ကွက်တယ်။တော်တော်လည်းယခုဗြိတိချတရားရုံးတစ်ခုက သူ့အားစစ်ဆေးပုံကိုမူမကျေနပ်စရာမတွေ့ရပေ။ထို့ကြောင့်ပြုံးချင်းဖြစ်တယ်။မိတို့ဖြစ်စေသူဒီစိတ်နှလုံးကောင်းရှိသူဖြစ်တယ်။စီရင်ချက်ကိုကြားရတဲ့အခါလူတယောက်နေဖြင့်ဝမ်းတာမိပြီးမျက်ရည်လက်မိတီအထိခံစားရကပြုံးရခြင်းဖြစ်လေတယ်။ချက်ချင်းပင်တရားရုံးလည်းရုတ်သိမ့်တယ်။စင်ကူပတာလည်းအဆောင်နဲ့အတူအရှိတ်ဘက်ကအခန်းလေးတစ်ခုကိုလိုက်သွားပါသည်။ရန်ကုန်မြို့ပေါ်က ုံတီရှိအိန္ဒိယလူကြီးများများနဲ့စိတ်ပါလက်ပါစကားပြောနေတဲ့ကိုကျွန်တော်တွေ့ရတယ်။တကွာတွင်တပ်ပုံရိုက်ခံပါဟုသတင်းတော်များကတောက်မှန်တယ်။တပ်ပုံရိုက်ခံပြီးနောက်ပလိအဆောင်ကတဲ့တော်ဝင်နေ။ထိုအခါတိသက်ထဲမှာတယောက်ကတန်ကုန်ဆိုသည်။နောက်တစ်နေ့ရန်ကုန်ကစက်သတင်းစာကလမ်းဘေးရှိတိသက်ကျင်းနှစ်နှစ်သိစေခြင်းကပလိမင်းကြီးကစင်ကာပူတင်ဆောင်သွားတဲ့ကားကိုတိသက်နားမှာဖြတ်မောင်းစေတယ်။တိသက်ကအော်ဟစ်ချီကျူးကြတယ်။ ထို့နောက်ထောင်ကြီးချုပ်သို့မောင်းနှင်သွားသည်ဟုဖော်ပြသည်။အမေရိကန်ကဒီလိုအမိန်မျိုးတကယ်ပေးသလားကျွန်တော်တန်တရားဖြစ်မိသည်။ထို့ခိုက်တဲ့နယ်အမေရိကန်သည်ကျွန်တော်ရုံငန်းသို့တက်လာပြီးစင်ကာပူတားကထွက်သွားသည်ကိုကျွန်တော်နှင့်အတူပြတင်းပေါက်မှကြည့်နေသည်။အော်ဟေးတန်ညာကြရသည်။လက်ရန်ကြကြသည့်ပြည့်တဲ့အကြောင်းကို၎င်းပလေညာကင်သည့်လမ်းစုံများအကြောင်းကို၎င်းပြောဆိုကြတဲ့သည်ကိုကျွန်တော်အမှတ်ရမိသည်။အမေရိကန်မှာပင်မနှွမ်းနေပြီးရုံရင်းဆန်ခတ်ဖြစ်တော့ကလည်း ြေးရလွှားရစိတ်မောရသည်ထိုတန်သည်မသေးလာပင်နောက်တစ်နှစ်ခန့်အကြာတွင်သူတည်ဆုံးသောမြေအကြောင်းတရားတို့သည်ထိုစဉ်ကပင်သူတွေးသားထဲတွင်ကိန်းအောင်းနေကြသည်ထင်သည်အဝေးတွင် စင်ကူတားရီမော်တော်ကားပျောက်သွားလျင်ကျွန်တော်ကဤသို့ပြောမိသည်အခုမှပဲကိစ္စတစ်ခုပြီးသွားတော့လေအမေရိကန်မှာစိတ်ညစ်နေဟန်တို့သည်ဆယ်ရက်ဆိုတာကတော့မနှဲလို့မှုလားဟုကျွန်တော်ကမေးသည်စင်ကူတားတီထောင်ထောင်လှလှနိုင်ငံသမားဖြစ်သည် တပုံတော့ကန်ဖြစ်သည်ဟုသူယူဆသည်ဤဒီမှာအုတ်ချုပ်ရေးတမတယောက်အမြင်ဖြစ်သည်အမေရိကန်ထွက်သွားလျင်ကျွန်တော်လဲတွဲဝင်ရုံသူသွားရန်ဟန်ပြင်ရသည်တွဲဝင်ချုပ်မစ္စတာလိုက်နှင့်ပြည်ထရေးဝန်ကြီးချုပ်စာချေမောင်ကြီးတို့ကိုဝင်တွေ့ရန်စိတ်ကူးရလာသည်ကျွန်တော်အစီရင်ချက်သည်သူတို့အရှိတ်ကိုထိုးမိတို့များဖြစ်နေမလားဟုစိတ်ပူမိကလူကိုယ်တိုင်တွေ့ရန်စိတ်ကူးမခြင်းဖြစ်သည်7မိနစ်ကန်ရှိလျင်အတွဲဝင်ချုပ်လိုက်ခန်းထဲသို့ကျွန်တော်ရောက်သွားသည် ကျွန်တော်ဝင်သွားလင်စာချေအိမ်မောင်ကြီးတီလိုက်ပခုံးပေါ်မှာကြော်ကားတစုံတစ်ခုကိုကြည့်နေသည်သူတို့ရှိကစပွဲပေါ်တွင် စာရွက်စာတမ်းများရှိနေသည်ကျွန်တော်ကိုမြင်လျင်အသက်မသာညနာများဖြင့်စိုက်ကြည့်သည် စင်ကူပတာကို ကျွန်တော်အပြစ်ပေးလိုက်ပြီဟုတ်လားဒီအခါသူတို့မှအနှဲငယ်စိတ်သက်သာရာရတော့ကြဟန်တူသည်သူတို့ကြည့်နေသည့်စာရွက်စာတမ်းတို့သည်တရားလွှတ်တော်သို့အယူခံဝေရင်းနှင့်ဆိုင်သည်တို့ဖြစ်သည်ဟုနောင်တွင်သိရသည် စင်ကူတာကိုကျွန်တော်ယောင်ကလွတ်ပစ်လိုက်ပြီဟုသူတို့ထင်နေသည်ထို့ကြောင့်ချက်ချင်းအယူခံဝင်ရန်ပြင်ဆင်နေကြခြင်းဖြစ်သည်အလောက်ကျမ်းပါပဲထောင်ဆယ်ရက်ချက်လိုက်ပါလေခင်ဗျာကျွန်တော်ကစက်ပြောမိသည်သူတို့ဘာမှပြန်ပြောနေနေသည်ဒုတိယစကားတစ်ခေါက်မှာပထမစကားလောက်ကျင်းနေเสียကောင်းမှန်မတူနောက်ဆုံးတွင်လိုက်ကဤတော့ဖွင့်နေအမှုခေါင်းတွေပြန်ကြည့်တော့အဲ့ဒီလိုထောင်ဆယ်ရက်လောက်စီရင်တာဘယ်အမှုမှမတွေ့မိဘူးသူစကားကိုအပြေပေးရန်လွယ်သည် အစိုးရကိုအကြီးညိုပြတ်မှုမှာဆယ်လောက်ထောင်ချာရိုးထုံးစံမရှိခဲ့ရင်စင်ကူတာအမှုလိုမခိုင်လုံတဲ့အမှုမျိုးကိုရုံးတင်နေပေါ်ဤတို့ဒေတို့ဖြစ်ရနေတို့တော့အီမှုတွေတာဝန်ဝတရားရပါဝင်နေရသည့်လူကြီးတို့ဟာအီဖြေမျိုးမပေးရပါတို့ဖြစ်ရခက်ပြပြပြန်ကျွန်တော်စီရင်ချက်ကိုဖတ်ကြည့်မယ်ဆိုရင်ပြီးတော့တတိအထောက်ထားတွေကိုကြည့်မယ်ဆိုရင်ရညများများထောင်ချလို့မဖြစ်နိုင်ဘူးဆိုတာတို့လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျာဟုပြောပါသည် ထိုစကားပြောပြီးကျွန်တော်လဲလိုက်ခွန်းထဲမှာထွက်လာသည်ကျွန်တော်စီရင်ချက်ကိုဖတ်ရသည့်အခါအစိုးရကမိတို့ထင်မြင်ယူဆသည်ကိုကျွန်တော်မသိရပါတိုးတော်လဲအထက်ယုံဖြစ်သည့်ဟိုက်ကုတ်တို့တက်လျင်မှုအမှုနိုင်စရာမရှိသည်ကိုကထောက်ပြမည်ထင်ပါသည်ကျွန်တော်စီရင်ချက်ကိုပြောင်းလဲပြုပြင်ရန်နောက်ထပ်မကြိုးပမ်းသည်ကိုထောက်ချင်ပြီးစီရင်ချက်ကိုလက်ခံသည်ဟုယူဆရကြင်တာဖြစ်သည်ဘီယံကန်စာချစိတ်ပြတ်သွားသလားစိတ်မပြတ်ဘူးလားဆိုသည်ကိုလည်းကျွန်တော်မသိဘူး ိတ်ပြက်เสียအကြောင်းတွေအများကြီးရှိနေတယ်။သို့တော့စာချမှာ အတွင်းစိတ်ကိုဘရောမှဖွင့်ပြသူမဟုတ်။အမှုစစ်ဆေးစဉ်အိန္ဒိယသတင်းစာညကရောအာရှတိုက်သတင်းစာညကပါသူ့ကိုပြင်းပြင်းထန်ထန်အပြစ်တင်ဝေဖန်ကြသည်။ထို့အခါအင်္ဂလိပ်လူမျိုး၏မတုံ့နှုတ်သည့်တတိကို သူကနမူနာပြခဲ့သည်။သူ့ကျမ်းမာရေးမှာမကောင်း။နောက်တွင်စိတ်ရှုပ်เสียစိတ်ပြက်เสียတော့ဖြင့်ကြုံလာရသည်။ပုတ်တိုင်အောင်သူသည်အင်္ဂလိပ်လူမျိုးပိသားတီကိုကောင်းစွာပြခဲ့သည်။ အင်္ဂလိပ်တို့သည်တရားဥပဒေ၏အဆုံးဖြတ်ကိုခံယူတတ်ကြသူများဖြစ်သည်ကိုယာရုလက်ရှိတွင်ထိမ့်သိမ်းပြခဲ့လေသည်နောက်တစ်နေ့မှာမလ23ရက်တနင်္ဂနွေနေ့ဖြစ်သည်ထိုနေ့သတင်းစာများတွင်စီရင်ချက်၏ကြရက်ကိုတွေ့ရသည်အုပ်ကြက်ကြက်ဖြစ်လာသည်အိန္ဒိယမြို့သားပိုင်းသတင်းစာနှစ်ဆောင်ဖြစ်သည့်ရန်ကုန်မင်းနှင့်ရန်ကုန်နေစဉ်သတင်းတို့တွင်ကောင်းချီးနှစ်ပုဒ်ပါလာသည်အင်္ဂလိပ်တရားရုံးက စင်ကာပူတရားတရားမျှတစွာမမှန်ကန်ကန်စစ်ဆေးသည်ကို သူတို့ဝန်ခံရတယ်။တိုးတော့စိုးချက်တင်သည့်ဥချုပ်ရေးအပိုင်းကိုဝေဖန်ဖြစ်တယ်နိ။မစတာစင်ကပတာနဲ့သူတို့တင်ကြသည့်ခွဲရေးတဲရေးအယူဆတို့သည်ညမာပြည်တွင် ကြောင်ညာကောင်းကောင်းရောက်သွားသည်ဟုဆိုသည်။အစိုးရကိုအတိုက်ခံလို့သူတို့အားအကျိုးပြုသလိုဖြစ်မနေဘူးလားဟု၍လဲမိထားသည်။နောက်နှစ်ရက်ကြာအင်္ဂါနေ့တွင် Five Square ပန်းခြံတွင်လူထုစီဝေးဘက်တစ်ခုကျင်းပသည်။ညမာများအိန္ဒိယတိုင်းသားများတက်ရောက်ကြသည်။ တရင်သားများနမိတ်ဖက်တီမှာမှန်သည် တွေ့သမားများကောင်းထောင်လာသည်စင်ကာပူကိုတင်မွန်စိတ်တို့လာကြိုရာမှစိတ်ဆိုးတော့ကြသည့်ဖုန်ကြီးများနဲ့ဝန်တန်တို့အမျိုးသမီးများပြန်ပေါ်လာသည် အမှုစစ်စစ်နေစဉ်ကသူတို့၏အခြေရန်ကိုမမြင်ရပေထိုအစည်းအဝေးတွင်နိုင်ငံရေးကောင်းဆောင်တယောက်ဖြစ်သည့်ဥပစီကတဘာပတိမူသည်ညမကောင်းဆောင်အများအပြားဟောပြောကြသည်ထိုထဲတွင်ယနေ့ကုံတွေရင်းနှင့်ဆက်မှုဌာနဝန်ကြီးဖြစ်နေသည့် ်ဒေါက်တာသိမ့်မောင်လည်းဟောပြောသည်ဥပစင်နဲ့ဒေါက်တာသိမ့်မောင်တို့မှာခွဲရေးသမားများဖြစ်သည်တော်တော်ထွန်းနေကအိန္ဒိယမျိုးသားတို့စိတ်နှစ်သက်မြေစကားများကိုပြောသည်တို့ဖြစ်ရာအိန္ဒိယနဲ့မြန်မာတို့မှာတသွေးတဲတသားတဲလို့ဖြစ်သွားကြသည်ဤဒီမှာယာကြီးမျှတာဖြစ်သည်ထို့အခါမှဆ၍မြန်မာတွေးရေးသမားများပို့ပြီးအတက်အကောင်းလာသည်ဟုဆိုနိုင်သည်အစိုးရကမူပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုကြသည်တော်တော် ဒီတိချာတို့ဤမှန်ကန်မျှတသောတရားဥပဒေကိုချီးကျူးထောမနာပြုရင်းနာကြီးစရာတို့ကိုထောက်ပြဝေဖန်သည်နောက်ရက်များတွင်အိန္ဒိယသတင်းသာတို့ကဝေဖန်ရေးသားလာကြသည်လာဟာဗတ်သတင်းသာတစ်စောင်ဖြစ်သည့်လီဒါကမြမအစိုးရသည်တက်တက်ဆင်အောင်လွှဲသည်အလွန်မှားသည်ဟုဆိုသည်ကလကရာသတင်းသာအမရပဇာပတ်ထရီကာကမူတကဘာလုံးကမြမအစိုးရအားကြောင်လောင်ရီမောနိုင်ကြပြီဟုမှတ်ချက်ချသည် သူစကားသည် မှန်သည်ထင်ရင်းကဤသို့ဆက်ရသည်စင်ကူတာသည်အဆိုးအဝါဆုံးကိုရင်ဆိုင်ပြီးညှော်လင့်ကရန်ကုန်သို့သွားသည်သူကိုယခုလိုပြည့်ရပြုကခပ်ပုတ်ပေါ်စီရင်လိုက်ပြီဟုညှော်လင့်မထားခဲ့အခြားအိန္ဒိယနိုင်ငံသမားတို့ကလည်းသူတို့ဆန္ဒဖော်ထုတ်ရန်လှုံ့ဆော်သည်လစ်ဗရယ်တယောက်ဖြစ်သည့်ပန်ဒစ်ကွန်ဆရုကညမအဆိုးအသည်တရားဥပဒေကိုတခြားနည်းဖြင့်မထိမဲ့မြင်မပြုနိုင်တော့ဘူးလားဟုမေးသည်ရာကာဇာဇန်ဖာရယ်လီကမူတက်တဲ့အထောက်ထားတင်ပေါ် စင်ကာပူကိုဖမ်းဆီးကမြမပြည်သူခေါ်ဆောင်သွားပုံလိုကို ကြည်လင်အတီးပြုတ်မှုနေတာမှဟုတ်ရဲ့လားရင်ပေါ်စရာစကြီးတခုတဲခင်းနေတာများလားဟုအောက်မေ့နေရသည်အီပြုတ်မှုတို့ကြောင့်မြမအစိုးရဟိကွန်တိခါတီတိုးတက်သွားမည်မဟုတ်နိုင်ဟုဝေဖန်သည်ကန်နီတီစာဥပဒေကိုချုပ်ဖောက်ရန်ပင်လယ်ကမ်းခြေသို့ချီတက်ပြီးပြင်ဆင်နေသည်ထိုစဉ်အချင်းယူကရန်အိန္ဒိယ၌ဆောင်းမဆောင်ရည်သည်သူကတရားသူကြီးဖြစ်သည့်ကျွန်တော်ကိုအပြစ်တင်သည် ကဲ၍သာကျွန်တော်ဒီလွတ်လပ်သည့်ပဝန်းကျင်တွင် ကြည်ပြင်းခဲ့ရလင်စင်ကာပူတာကို အမှုမှလောက်ကအစိုးရအားဤမြအကြောင်းမခိုင်လို့သည့်စွဲချက်ကိုတင်ရပါမည်လားဟုပြင်းပြင်းထန်ထန်သတိပေးရမည်ဟုဆိုသည်ထို့နောက်ကန်ဒီကမြစ်တာပြတ်အောင်ဟောပြောခြင်းကိုရာဇဝဲမှုဟုယူဆမည်ဆိုလျင်ထို့ပြင်ပုံမှန်တင်းနေလေးကကြည်သည်လည်းထို့ပြင်းမှုမျိုးနှင့်သက်ဆိုင်သည်ဆိုခဲ့လင်ရှင်းမစွာကပင်ကျွန်ုပ်အားတရားဆွဲဆိုကပြစ်ဒဏ်ကြီးကြီးပေးရမည်ဖြစ်သည် ကြောင်းမှာကျွန်ုပ်ဒီအင်္ဂလိပ်ဆိုရအအချင်းညိုပြတ်အောင်လှုပ်ချင်းကိုဘာသာတရားတစ်ခုအဖြစ်ကိုးကွယ်သူဖြစ်သောကြောင့်ဖြစ်လေသည်သို့သောအဆိုရသည်ကဘာကြီးကိုမျက်နှာပြဝင့်ကြောက်သည်အကျမ်းမဖတ်သောတော်လန်ရေးဝါဒသဘောတရားသည်မှန်ကန်သည် မွေးသောအနာကတ်တွင်အောင်ပွဲခံရညီမှသိကြသည်စတိတ်စမင်သတင်းစာအပေါ်ကို နောက်ဆုံးထုတ်လုပ်ပြန်မည်အင်းဒီအိန္ဒိယတွင်ကြီးစိုးနေသော အင်္ဂလိပ်တို့၏ အဘောတရင်သာဖြစ်သည်အမှု၏အတွင်းတရုတ်ကိုနည်းငယ်ထောက်ပြသည်အိန္ဒိယနိုင်ငံသမားတို့ညှို့လင့်ထားသည့်မြမပြည်တွင်ကိုကျိုးစွန်အနိနာခံခြင်းဖြင့်အမျက်ထောက်ရန်ယူချက်မှာပြက်ပြားသွားသည် စွဲချက်နှင့်တသက်အထောက်ထားတို့အရမှုဆက်ရက်ထုံနံသည်တည်တင့်သည်ဆိုရမည်သို့သောစင်ကူပဒါဖုံမှုအောင့်တသက်ဖြစ်သွားမည်အမှန်ဖြစ်ပေသည်ရန်ကုန်မြို့တွင်ထုတ်ဝေသည့်ရန်ကုန်ကိစ္စနှင့်တတိုင်းတို့ကမူအင်္ဂလိပ်ဂျိုးစီဝါကိုကိုစားပြုသည့်တရင်စာများဖြစ်သည် ရင်းတို့ဤကောင်းကြီးပညာ၌အဒီတာကမြည်သုံးမှမွေပံရင်းငုံနှုတ်ပိတ်နေသည်စကလုံးအတိကျထဲ့သွင်းဖော်ပြသည်အိန္ဒိယအင်ပါယာတစ်ခုလုံးတွင်ညမပြည်အစိုးရဘက်ကနှစ်သိမ့်စကားဆိုနိုင်မည်သတင်းစာဟု၍ဤနှဆောင်သာရှိသည်သို့သောသူတို့ကဘာမှမပြောဝေပံဖြစ်တင်သည့်အချိန်အဟောင်းအတော်လေးပြင်းသည်ညာလဲညာသည်အရှသတင်းစာလောကတစ်ခုလုံးကျွစီကျွစီထပ်ပွားကုန်ကြသလိုဖြစ်နေသည်အိုးကြက်ကြက်ဖြစ်နေသည်တို့တိုင်အောင် တရင်ခံစာချအင်းဒီဘက်ကထိမ့်ချုံနိုင်ဒီမှာချီကျူးစရာကောင်းတယ်။သူ့ဘက်ကနှစ်လိုပွဲစရာတစ်ခုဖြစ်တယ်။နောက်အခါဤကရက်ဒီသတင်းစာစာမျက်နှာများကိုကြောလွန်ကဥပဒေပြုတ်လွတ်တော်နဲ့ရိုက်ခတ်လာသည်။လွတ်တော်တွင်စကားအခြေတင်ဆိုလာကြသည်။စစ်ဆေးနေစဉ်အမတ်မစ္စတာမန်ရှီကမေကွန်22ခုမေချောင်းပြောခဲ့ပူပြီ။ယခုမှအမှုပြီးသွားပြီဖြစ်သည့်ဖြင့်သူ့ဘက်ကစစ်စင်ရေးပြန်ဆချင်းဖြစ်သည်။မလ30ရက်တွင် ယူတီလီညွန့်၌ပွဲကြီးပွဲကောင်းတစ်ခုဆင်နွှဲသည်ဥပဒေပြုလွှတ်တော်တွင်မေကုံမေကဖြည့်ကြားချိန်ဖြစ်သည်မစ္စတာဟိတ်သည်တီတဲဝင်ကြီးအဖြစ်ဆောင်ရွက်နေသည်သူသည် ICS တယောက်ဖြစ်လျာအခြား ICS တို့နေတူပင်ပါလီမန်အတွေ့အကြုံရှိမေကုံဖြည့်ရသည့်ထိုနေ့တွင် သူ့ကိုမန်ရှိကရဲဆက်ဆက်ပင်အဖြစ်ရခက်အောင်မိသည်အခြားနိုင်ငံသမားတို့ကလည်းပြပြနေနေမိသည်သူတို့ကိုယ်တိုင်နိုင်ငံရေးအရာဖန်စီတရားစွဲခံရဘူးသူများဖြစ်သည် သူတို့ထဲတွင်နမဲကျော်ပန်တင်မလာဝီရလည်းပါသည်စင်ကာပူကိုဘာကြောင့်ဖမ်းရတယ်လဲဟုသူတို့သိကြသည်အကြောင်းကဘာလဲမြန်မာအစိုးရကအိန္ဒိယအစိုးရနဲ့ပထမဆုံးတိုက်မင်းရလားတိုက်မင်းပါလေဟောပြောချက်တွေကိုဖတ်ကြည့်ပြီးမှတရားစွဲဖို့အိန္ဒိယအစိုးရကအမိန်ချသလားဟောပြောချက်တွေကိုအိန္ဒိယအစိုးရကမဖတ်ပါဘူးဒါဖြင့်ဘာကြောင့်တရားစွဲဖို့အမိန်ပေးရတယ်လဲအိန္ဒိယအစိုးရက မိတ်မပေးပါဘူးတရားဆွဲမဲ့အကြောင်းသူ့ကိုအတိပေးတာပါဒါဖြင့်တရားဆွဲတာဘသူ့မှာတာဝန်ရှိတယ်လဲညီမအစိုးရကစတာပါတရားဆွဲဖို့တာဝန်ရှိသူကညီမအစိုးရပဲအိန္ဒိယအစိုးရကဘာကြောင့်တရားဆွဲခွင့်ပြုရတယ်လဲသူတို့ပိုင်းတဲ့ထက်မှာဖြစ်ပျက်သမျှကိစ္စတွေဆိုရင်သူတို့မှာလုပ်ပိုင်ခွင့်ရှိတာပဲဒီလိုဆိုရင်ဘာကြောင့်အိန္ဒိယအစိုးရနဲ့တိုင်ပင်ရတယ်လဲအိန္ဒိယအစိုးရနဲ့တဘောတဲ့ဖြစ်စေခြင်းလို့ပြေချအောင်တိုင်ပင်တာပါ လှုပ်ရှားမှုတစ်ခုဟာအကျန်းဖက်မှုပါလာရင်ဒါမှမဟုတ်ဟောပြောချက်တစ်ခုဟာဥပဒေကိုဖောက်ဖျက်ရာရောက်ရင်အစိုးရအနာကိုဖိဆင်ရာရောက်ရင်အကြီးညိုပြတ်မှုတွေအကျုံးဝင်တယ်လို့အိန္ဒိယဘုရင်ကကျောက်ကဇန်နဝါရီ25ရက်နေ့ကထုတ်ဖော်ပြောထားတာဟာအိန္ဒိယအစိုးရရဲ့သဘောထားပဲလားဟုတ်ပါတယ်စင်ကာပူဟောပြောချက်ကအဲ့ဒါမျိုးပဲလားဟုတ်ပါတယ်ဟောပြောချက်ကိုမဖက်ရဘဲနဲ့ဟုတ်ပါတယ်လို့အစိုးရကဘာကြောင့်ပြောနိုင်ရတာလဲ မြမပြည်အစိုးရဟာဘရင်ကန်ကျုပ်ရဲ့သဘောထားနဲ့စန့်ကျင်တဲ့ဖြစ်ရမျိုးဘရောမှမလုပ်ပါဘူး။ရုံတော်မှာတင်ပြတဲ့တသက်ထွက်ချက်နဲ့တရားသူကြီးရဲ့စီရင်ချက်ကိုဖတ်ရပြီလား။မဖတ်ရသေးပါဘူး။ဥရီပြူလွတ်တော်အမှန်မြင်ကတယောက်ပြီးတယောက်မိကွန်ထုတ်သည်။မစ္စတာဟိတ်အားအကွက်ချောင်းနေကြသည်။ဟိတ်ကလည်းသူ့ဘက်ကကုခံကာကွယ်ရညီကိစ္စလိုသဘောထားကတိုင်းခံကာကွယ်သည်။နောက်ဆုံးတွင်ကဟာပရာဆက်စင်းက ဤသို့မေးသည်စကပဒါကိုတရားဆွဆွလိုက်ခြင်းအဖြစ်မြန်မာအစိုးရနဲ့အိန္ဒိယအစိုးရတို့ဟာရည်စရာဖြစ်သွားတယ်ဆိုတာပြည်ထောင်ဝင်ကြီးမသိဘူးလားထို့အခါလွတ်တော်ဩခရကအော်ဒါအော်ဒါဟုဩခါအိမေကုံမျိုးမမေးရန်တာမြစ်သည်လွတ်တော်တို့လာရောက်နောက်ထောင်ကြသူတို့တို့ကြဆွကြတီကိုပိုပြီးစိတ်ဝင်စားစရာကောင်းပြီမစ္စတာဟိတ်ကိုကျောင်းပိတ်အမိဖမ်းကြသူတို့မှာအတိုက်ကံနိုင်ငံသမားများဖြစ်တယ်အခွင့်အရေးရတဲ့နဲ့ နီးမျိုးစုံသုံးကဝေဖန်ရန်မှာသူတို့တာဝန်ဖြစ်တယ်။မြမြော်လေးမရလာသည့်အခွင့်အရေးကိုလက်လွတ်မခံဘဲရှင်လန်းအားရစွာအသုံးချရမည်။ဂျားလူတယောက်၏အမြင်ကိုကျွန်တော်မတင်ပြနိုင်။ထိုအချိန်ကမူဂျားအမြင်ရှိသည့်တိုင်အစိုးရကိုထောက်ခံသည့်သဘောမျိုးလဲဘယ်ဆန္ဒစင်းကမှမပါ။သို့သောမြမအစိုးရဘက်ကဆောင်ရွက်ချက်မှာဤသို့ဖြစ်မည်ဟုယူဆရသည်။ CID စုံတော်များသည်ထုံးစံအတိုင်းပင် စင်ကပ်တားဟိဟော်တော့ချက်ကိုရေးမှတ်ကဌာနအကြီးကထံသို့တင်ပြသည်ရေကမှတဆင့်အတွင်းဝင်ကြုံတန်းတင်ပြသည်မြန်မာပြည်တွင်မူအစိုးရအားအကျဉ်းညိုပြည့်စင်ကြီးဟော်ပြောမှုမျိုးကြားရခဲ့သည်အ ਨੇ ကျင်းသာရှိသည်ဟော်ပြောသည့်အခါလဲအကြဲကြဲဆော့ကြဲကြဲဟော်ပြောမှုမျိုးသာဖြစ်လေသည်ထို့အခါကအိန္ဒိယတနိုင်ငံလုံးတွင်နေစဉ်လိုလိုပင်အစိုးရအားပြည်တင်ဝေဖန်ချုပ်ချနေကြသည့်ဟော်ပြောချက်မျိုးကိုဟော်ပြောနေကြသည် မြန်မာအစိုးရအတွက်ဝင်ချုပ်တီထိုဖြစ်မျိုးကြုံဘူးကြဘူးရမတူစင်ကာပူတားဤသကလုံးများတီမြန်မာပြည်ပြင်ခံကိုထိခိုက်ပြောဆိုသည်မှန်၏အတွေ့အကြုံရှိသူအခြားအတွက်ဝင်ချုပ်များဆိုရင်နာကြည်ခြင်းမှနာကြည်မည်တော်တော်သူ့ဖို့ကနာကြည်เสียဖြစ်လာသည်ထိုအခါအစိုးရရှိနေကြ၏အကြံဉာဏ်ယူသည်ပြမှုအကြီးငယ်နှင့်မလိုက်သည့်ဥပဒေအကြံမျိုးရရှိမှုမိလက်သားဖြစ်နေသည် ရင်းနှုံးနဲ့အတူတရားစွဲရန်ထောက်ခံချက်ကိုပါပူးတွဲကဘယင်ကန်တန်တင်ပြသည်ဘယင်ကန်စာချကလည်းစိတ်တူသွားသည်အချားစိတ်ရှုပ်စရာတွေရင်းဆိုင်နေရသည့်အခါမျိုးတွင်အိန္ဒိယနိုင်ငံသမားတွေမြမပြီမလာပြီးစွတ်ချဲစွတ်ချဲလှုပ်တီကိုကွင်ပြုတ်နိုင်ဒုတိယချင်းချင်းဆက်ဆက်လှုပ်နေတော့ပဲကြကြဲပြန့်ပြန့်စဉ်းစားနေတော့ပဲတရားစွဲခွင့်ပြုလိုက်ခြင်းဖြစ်သည်တကယ်ဆိုရင်စင်ကာပူတိုင်းဟောပြောချက်သည်အစိုးရ၏အချုပ်အခြာအာဏာနှင့် တရားဥပဒေကိုဖျက်လို့ဖျက်စီးချိပါရရောက်သလားအတော်တဆတော်ဝိုက်တီနည်းဖြင့်ချိခတ်ရရောက်သလားစဉ်းစားเสียရှိသည်ထို့ပြင်စုပုအကျန်းဖတ်မှုကိုသွေးထိုးလှုပ်စော်ရာ မရောက်တင်မှာအမှန်ဖြစ်သည်သို့တော်ရင်းတို့ကို သူစဉ်းစားမနေတော့စင်ကပဒါအာတရားရုံးတစ်ခုတွင်တရားဥပဒေအတိုင်းစီရင်စေဟုအမိန့်ချမှတ်လိုက်ခြင်းသာဖြစ်သည်တဖန်ဘရင်ကန်၏အတိုင်းမင်ကန်ဝန်ကြီးနှစ်ယောက်ကလည်းသူတို့အကြီးအကဲအား ဝေဖန်ပြစ်တင်ရှုတ်ကြသည့်ဟောပြောချက်တို့ကိုဖတ်ရသည်ကစောစောကသဘောထားမျိုးမတင်ပြလို့ကြတော့ပြီတော့နဲ့စင်ကာပူမှာပြည်နယ်တစ်ခု၏ထင်ရှားသောပုဂ္ဂိုလ်တယောက်ဖြစ်သည်ဖြင့်အိန္ဒိယအစိုးရအားအကြောင်းကြားအသိပေးလိုက်သည်ရုံထုံးစံအရအကြောင်းကြားခြင်းမျိုးမဟုတ်သည်မှာသိကြသည်အိန္ဒိယအစိုးရဘက်ကလည်းမြန်မာအစိုးရကိုစားရုံတင်တရားစွဲအပြစ်ပေးစသည်တို့ပြုလုပ်ခြင်းများပြုလုပ်ရန်လဲဆန္ဒမရှိ တရားစွဲတင်သည့်အကြောင်းများခိုင်လုံသည်ဟုလက်ခံယူဆကသူ့ဘက်ကကန့်ကွက်เสียအကြောင်းမရှိဟုပြန်ကြသည် တကယ်တော့အိန္ဒိယအစိုးရပြန်ကြချက်သည်မြန်မာအစိုးရဖို့စိတ်ချလက်ချအတက်သွားပြီးဘရင်ကန်ကတရားစွဲခွင့်ပြုလိုက်ခြင်းပင်ဖြစ်လေသည်ထို့အခါကမူယခုကျွန်တော်ဖော်ပြထားသည့်အကြောင်းပြချက်မျိုးရှင်းလင်းတင်ပြချက်မျိုးကိုဘယ်တရင်သားတွေမှအဖြူပေါ်အမဲတင်ကဖော်ပြခြင်းမပြုခဲ့တိုးတော်လည်းဤသို့ပင်ဖြစ်တန်ရသည်ဟု၍ အများကလက်ခံယူဆကြသည်သတင်းသားများတွင်ပါလာသည့်အုတ်ကြက်ကြက်သတင်းဆိုလို့ကျွန်တော်ဖတ်ရသည်ဒီလိုမျိုးဥပဒေပြုလွတ်တော်တွင် အခြေတင်ပြောကြသည်ကိုလည်းဖတ်ရသည်ထို့အခါတွင်မှ ကျွန်တော်အနေထားမှာ အတော်လေးခဲပါလားအမှားမခံအတိန်ဆောင်မခံသည့်အနေထားတွင်ရှိနေပါလားဆိုသည်ကိုစင်ကြင်မိသည်လွန်ခဲ့သည့်လအနေငယ်ကလည်းအင်္ဂလိပ်ကုန်သည့်အတိုင်းဝန်းကကျွန်တော်ကိုစိတ်ကွက်ကြသည်သူတို့အရာတန်းတယောက်သည် မြမအနုတတော်နဲ့ဆက်ဆံရတယ်လူမဆန်းဟုကျွန်တော်ကထောက်ပြသေးမဟုတ်လားယခုမူကျွန်တော်ကိုအင်္ဂလိပ်စနစ်သမားဟုစွပ်စွဲလာကြသည်အင်္ဂလန်တွင်ဆိုရင်တရားခွင်ပေါ်ကကျွန်တော်အယူဆတော့မှာရိုးလာသဖြင့်ပြည်သူကဂူးဆိုင်ဝေဖန်ကြီးမဟုတ်ပေတခါစဉ်းစားစရာတစ်ချက်ရှိနေကြသည်အခြေတိုင်းတွင် စစ်ဆေးရသည့်အမှုတမှု၌တရားခံသည်ထိုအချိန်ကအိန္ဒိယတွင်တရှိနေသည့်အစိုးရတစ်ခုခုနှင့်အတိုက်ခံလုပ်နေသည့်နိုင်ငံရေးသမားဖြစ်ခဲ့လေ စစ်ဆေးသူတရားသူကြီးဖြစ်သည့်ကျွန်တော်အဖို့အုတ်ချုပ်သူလူတန်းစားနှင့်ဆန့်ကျင်သည့်သူ့ယူဆတို့ဘက်ကယမသူ့ဘက်ကကြီးမှမှန်ကန်နိုင်ပြီမဟုတ်လားဤဒီမှာကျွန်တော်ဆင်ကျင်တုံတရားပင်ဖြစ်လေသည်မိတို့ဖြစ်စေ ပထမအမှုတုန်းကလည်းရန်ကုန်ရှိအင်္ဂလိပ်အတိုင်းဝိုင်းကကျွန်တော်ကိုမကြည့်နှကြသည်ကိုသိထားလေရယခုစင်ကာပူစီရင်ချက်ကြောင့်ကျွန်တော်ဟောပေါ်မလိုလားမှုများပို၍ပွားများလာမည်ဟုစိတ်ထဲတွင်ဖြစ်ပေါ်လာမိသည် စင်ကာပူ၏စီရင်ချက်မှာတရားဥပဒေအရညှက်တာမှန်ကန်သည်ယင်းကိုညင်းစရာမရှိသို့သောဥပဒေကိုမှန်ကန်အောင်ဖွင့်ဆိုနိုင်သည့်အထက်တရားသူကြီးများ၏တိတ်ခါတမာရီကပိုအရေးကြီးသည်မဟုတ်လားတရားဥပဒေစုမိုးရေးကိုဖျက်လို့ဖျက်စီးလုပ်ချင်သူတို့အားအားပေးအားမြောက်သူရရောက်သည့်စီရင်ချက်မျိုးကိုချမှတ်ရမည်ဆိုရင်တရားဥပဒေ၏တိတ်ခါကြာစင်းမြီမှတည်ကြသည်တရားသူကြီး၏တမာရီမှလည်း တပြားမီအမှန်ဖြစ်သည်ကျွန်တော်စီရင်ချက်နှစ်ခုသည် အင်္ဂလိပ်တရားရုံး၏တိခါကိုတက်ဆင်ကြည့်စီရင်ချက်များတာဖြစ်သည် အင်္ဂလန်မြေမှာစီရင်သည့်ထုံးနည်းအတိုင်းစီရင်ချင်းဖြစ်သည်ကိုပြတ်တရာရောက်သည်အီဒီမှာအမှန်ကိုပြတ်တရာရောက်သည်အီဒီမှာအမှန်တရားပင်ဖြစ်သည်တော်တော်လဲရန်ကုန်အင်္ဂလိပ်အတိုင်းဝိုင်းကမူဤသို့မြင်နိုင်ကြနေမထင်ကျွန်တော်အဖိုးကတိခါရှိရေးဘက်ကရက်တီကဖြည့်သိမ်းရသည် အင်္ဂလိပ်တရားဥပဒေထုံးနှီးကိုကမ္ဘာလုံးကျင့်သုံးကြသည်အိန္ဒိယတွင်ဤတရားဥပဒေကိုကျင့်သုံးသောကြောင့်ကျွန်တော်တို့၏ကိုကျင့်သိခါသည်မပြတ်ပြတ်ရခြင်းဖြစ်သည်ဟုကျွန်တော်ယူဆသည်နိုင်ငံရေးအခြေအနေတုံတရားနှင့်ရောထွေးကလုံထုံုံဤတွင်ဝင်ရောက်ဆက်ဖက်မည်ဆိုလျင်မူအင်္ဂလိပ်တရားဥပဒေတိခါကိုဖျက်ဆီးရရောက်လိမ့်မည်ကျွန်တော်အင်္ဂလန်မြေတွင်အေးချမ်းတရားစွာနေထိုင်လျက်ရှိနေသည်ဤတွင် အတိတ်ကိုပြန်လဲတတိယတေကအင်္ဂလန်မျိုးကတရားသူကြီးအထောင်အောင်းတည်လဲထိုးအမှုမျိုးတွင် ကျွန်တော်လိုပင် စစ်ဆေးကစီရင်ချက်ချညီအမှန်ဟု ယူဆကနှိမ့်သိမ့်မှုရလာရလာပါသည်တော်တော်လဲသူတို့မှာအလွန်ကံကောင်းသူများဖြစ်သည်ဟုကျွန်တော်ဆိုချင်ပါသည်စင်ကူပဒါအမှုမျိုး သူတို့မစစ်ဆေးရသဖြင့်စိတ်အရှုပ်ရတတ်တာသည်ဟုဆိုချင်ပါသည်